ဘုရားကအမှန်တရားတွေကိုဟောကြားခဲ့တယ်။အဲ့ဒီဟောကြားတဲ့အမှန်တရားတွေဟာ သူကိုယ်တိုင်ကနေပါပြောလဲ။တွက်ခါတော်ဘဂဝတာဓမ္မောမမကန်ကဟောတယ်တဲ့အကြောင်းနဲ့အကျိုးနဲ့မကန်စီလျောအောင်ဟောတယ်။အဲ့ဒီလိုမမကန်ကဟောထားတဲ့တရားတန်ဋိဋ္ဌိကောပုဂ္ဂိုလ်တိုင်းပုဂ္ဂိုလ်တိုင်းဟာကိုယ်ပိုင်ဉာဏ်နဲ့မြင်လို့ရကြည့်လို့ရဘုရားဟောထားတဲ့တရားဓမ္မဟာ ဘုရားကသာဟောတာဉာဏ်နဲ့လူတွေသိခွင့်မရှိဘူးဆိုတာမဟုတ်ဘူးအားလုံးဟာသိနိုင်တယ်အဲ့ဒါလို့သိတာဟာဘယ်အတိုင်းတာအထိစောင့်ဆိုင်ရမလဲဆိုအကာလီကောစောင့်ဆိုင်ကြရမလို့အိပတိကောတကယ်အစ်စ်မှဖြစ်လို့လာစမ်းမှလှုပ်ချစမ်းမှဒီတရားလေးနှလုံးသွင်းကြည့်စမ်းမှလို့လူတိုင်းလူတိုင်းကိုဖိတ်ခေါ်ပြနိုင်တာဖြစ်သောကြောင့်အိပတိကောဩပနိယီကောကိုယ်စိတ်တဲ့အခုရောက်အခုငြိမ်းချမ်းလို့ အခုချက်ချင်းဒီတရားကိုစိတ်ထဲကနေနှလုံးသွင်းလိုက်ပါနှလုံးသွင်းလိုက်တာနဲ့ချက်ချင်းပြည့်ပြောက်သွားနိုင်ပြီပေါ့ဒါကြောင့်မို့မြတ်စွာဘုရားရဲ့အဆုံးအမတရားတွေဟာလက်တွေ့အလွန်ကြပြီအစင်းမြင့်တဲ့မက်ဖို့နိဗ္ဗာန်ဆိုတာတွေကြတော့ပိစ္ဆတံဝိရိတ္တဘောဝิญญူဟိအသိပညာလုံလောက်တဲ့ပုဂ္ဂိုလ်မှကိုယ်ကိုယ်တိုင်လက်တွေ့သိနိုင်တယ်လို့ဒီလိုခေါ်တယ်မြတ်စွာဘုရားရဲ့တရားတော်တွေဟာအခုလိုထူးခြားတဲ့အည်သွေးတွေ စစ်မှန်တဲ့အည်သွေးတွေရှိတယ်လို့သိတာ